အတင်းကိုထိတ်တန်းစီတီပြန်ရောက်အောင်ကူညီပေးခြင်းနဲ့လို့ပြောလာတဲ့ဒီအနီတက်တာတိကိုညာဟူတင်းကလည်းပြောင်းရွှေ့ခြင်းပေါင်း60နှစ်တသမာ5တန်းနဲ့မန်ချက်စတာနဲ့အတင်းကိုရောက်ရှိလာခဲ့တဲ့ဘရာဇီးတောင်မတိုက်စစ်ကစားသမားမာဒီယေကိုညာသူရဲ့မန်ယူကိုရောက်ရှိခြင်းပေါ်ဆက်လုပ်ဆောင်စွာပြောဆိုခဲ့ပါတယ်ကိုညာမန်ယူနိုက်တက်ကစားသမားတူဦးဖြစ်လာတဲ့အခါခန်းစားရတဲ့ခန်းစားချက်တွေကိုစကလုံးလေးနဲ့ပေါ်ပြဖို့ခက်ခဲပါတယ်ကျွန်တော်ငယ်ဘဝကလေးကဘရာဇီးနိုင်ငံမှာကျွန်တော်အဖွားရဲ့နေအိမ်ဒီဝီကနေပရီးမီးယားလိဂ်ပွဲတွေကိုကြီးစုအားပေးခဲ့ရမှာကျွန်တော်ကြိုက်ဆုံးအတင်းကမန်ယူနိုက်တက်အတင်းမှာပဲအတင်းရဲ့ညီအောင်အင်ဂျီကိုဝေခွင့်ရဖို့ကျွန်တော်အမြဲတမ်းအိမ်မက်မခဲရတာပါ ကျွန်တော်မိသားစုနဲ့ကျွန်တော်အိမ်မက်တွေအမှန်တကယ်ဖြစ်လာအောင်ကူညီပေးခဲ့တဲ့သူအားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒါပြင်ကိုညာကသူ့ရဲ့နာခဲ့ရီမန်းချက်တွေကိုလည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဇာတိကျိုးပြင်ဆင်မှုတွေမှာကျွန်တော်အတင်းပေါ်တစ်တွေကိုတွေ့ရဖို့နဲ့ဇာတိတစ်အတွက်လေးကြည့်ပြင်ဆင်မှုကျွန်တော်စိတ်ဆန္ဒပြင်ပြနေပါတယ်။အခုချိန်မှာကျွန်တော်ရဲ့စိတ်အာရုံအားလုံးကစွမ်းကုန်ကြိုးစားဖို့နဲ့အတင်းမှာရေးပါတဲ့အစိတ်ပိုင်းတစ်ခုအနေနဲ့ပါဝင်ဖို့ပါပဲ။ Manchester United အတင်းကိုထိတ်တန်းစင်ကိုပြန်ရောက်လာအောင်ကျွန်တော်ကူညီပေးချင်ပါတယ်လို့သူ့ရဲ့ရည်ရွယ်ချက်တွေကိုပြောကြားခဲ့ပါတယ်။ ကိုညာရဲ့ဒီလိုစိတ်ရုပ်စားရကောင်းတဲ့ရီမန်းချက်ကြီးတဲ့ပြောကြမှုတွေဟာနားထောင်လို့တော့တကယ်ကိုကောင်းပါတယ်။ဒါပေမဲ့ခုနောက်ပိုင်း Manchester United အသင်းကိုရောက်ရှိလာတဲ့ကစားသမားတိုင်းလိုလိုဒီလိုပဲရင်ခုန်ဆဲလို့ရှားပွဲစကလုံးတွေအိမ်မက်တွေဂရီတွေပေးလိရှိတာကိုမယုံပြိတ္တိမြင်တွေ့နေရတာကြားပါပြီ။လက်တွေ့မှာတော့ကစားသမားအများစုကခြေစွမ်းပြဖို့ရုန်းကန်ရတာတွေအသင်းနဲ့အစီအမပြေမှုတာတွေဖြစ်ပေါ်တာတွေကတဘာဝလိုဖြစ်နေပါပြီလို့တောင်ပြောလို့ရပါတယ်။ဒီလိုအခြေအနေတွေကြောင့်ပဲမယုံပြိတ္တိတယောက်အနေနဲ့ကိုညာကိုအသင်းမှာဘယ်လိုခြေစွမ်းပြမလဲဆိုတာတက်ဘယ်လိုတိုင်ပက်ပြီးရုန်းကန်ရမလဲဆိုတာကိုပို့ပြီးစိတ်ဝင်စားနေရတယ်လို့ဆိုရမှာပါ။တခြားမယုံပြိတ္တိအနေနဲ့လည်းဒီလိုခံစားရမယ်လို့ထင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နှစ်တွေအတွင်းကစားသမားတွေအချင်းချင်းပြီးခဲ့တဲ့ခရီးတွေဖြတ်ပြန်ခဲ့ရတဲ့မျောလင့်ချက်တွေကြောင့်ပြည်သက်တွေကြားမှာတန်တရာတွေနဲ့စိုးရိမ်ပူပန်မှုတွေများနေတာပါ။ကစားသမားအစ်တွေရောက်လာတိုင်းကောင်းမွန်တဲ့အိမ်မက်တွေပြောကြပေးမိ။လက်တွေမှာတော့ United Team ရဲ့အခြေအနေကတိုးတက်မလာပဲနှစ်ပေါင်းများစွာရုန်းကန်နေရဆဲဖြစ်တာကြောင့်ပြည်သက်တွေအနေနဲ့အစ်ရောက်လာတဲ့ကစားသမားတိုင်းအပေါ်အကောင်းမြင်စေအပြည့်ဝထားဖို့ခက်ခဲနေတာပဲဖြစ်ပါတယ်။ကိုညာညီနဲ့မယူနိုက်တက်မှာတကယ်ပဲရေးပါတဲ့အစိပိုင်းတစ်ခုဖြစ်လာမှာလား။ဒါမှမဟုတ်အခြားကစားသမားတွေလိုပဲအတင်းရဲ့ပြင်းထန်တဲ့ပီအာတွေအောက်မှာရုန်းကန်ရမလားဆိုတာကတော့လမ်းမရကြီးမှာပဲတီးရမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်ကိုထိတ်တန်းအဆင့်ကိုပြန်ရောက်ဖို့သူကကူညီပေးခြင်းတယ်လို့ပြောခဲ့ပေမဲ့ဒီရီမန်ချာကစားသမားတအူးတွေနဲ့ဖြစ်လာနိုင်တာမျိုးမဟုတ်ပါဘူးအတင်းလိုက်စူးစိမှုလီးဗျားရဲ့နီးစနစ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုကစားသမားရဲ့စ조사အားထုတ်မှုနဲ့တည်ငြိမ်တဲ့ဆွမ်းဆောင်ရည်တွေကသာယူနိုက်တက်ကိုအောင်မြင်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်စေမှာပါမာတီယက်ကွန်ညာညီနဲ့သူ့ရဲ့ဂရီစကားတွေကိုလက်တွေ့အကောင့်ထဲပို့နိုင်မလားမယူပရိသတ်တွေရဲ့နှစ်ပေါင်းများစွာတိဆောက်ခဲ့တဲ့တန်တရားတွေကိုဖြည့်ဖြောက်ပေးနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီနေ့ကကြီးပြောင်းရွှေ့ကယူနိုက်တက်အတွက်ရောကွန်ညာအတွက်ပါရေးပါတဲ့အချိုးကိုတခုဖြစ်လာမှာသိကြပါတယ်